ကမ္ဘာလှည့်ခီးတဲ့တွေအတွက်ဗီဇာကင်းလွတ်နေထိုင်ခွင့်ကိုရက်ပေါင်း30သို့လျှော့ချဖို့ထိုင်းစီစဉ်နေ။ထိုင်းနိုင်ငံသို့လမ်းရောက်လဲပတ်ကြမဲ့ပြပခီးသွားဧည့်သည်တွေအတွက်ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ရက်ပေါင်းအရေအတွက်ကိုထက်ဝက်လျှော့ချဖို့အစီအစဉ်နေကြောင်းထိုင်းခီးသွားလုပ်ငန်းနဲ့အကစားဝန်ကြီးဆရဝန်တိန်တောင်ကပြောပါတယ်။အရှိတောင်အာရှဒေသရှိထိုင်းဟာတရားမဝင်စီးပွားရေးလုပ်ကိုင်းဖို့ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာတဲ့ခီးသွားတွေကိုနှိမ်နှင်းနေချိန်မှာအခုလိုဗီဇာရဲ့လျှော့ချဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။ထိုင်းမှာ2024ခုနှစ်ဇူလိုင်လကတည်းကနိုင်ငံပေါင်း93နိုင်ငံမှာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကိုရက်ပေါင်း60ထဲမပိုတဲ့လက်ပတ်ခီးစဉ်အတွင်းဗီဇာကင်းလုပ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။အခုလိုရက်ပေါင်း30တို့လျှော့ချဖို့ဝန်ကြီးဌာနအသီးသီးမှမူအရသဘောတူခဲ့ကြောင်းထိုင်းမီဒီယာတွေကရေးသားဖော်ပြကြပါတယ်။ ထိုင်းခီးသွားအေဂျင်များအတင်းကပြည်တွင်းတို့ဝင်ရောက်လာပြီးတရားမဝင်လလောက်ကန်ကြတဲ့နိုင်ငံသားအရေးအတွက်တိုးပွားလာမှုအပေါ်စိုးရိမ်ပူပန်မှုကြောင်းထောက်ဖော်ပြောကြားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။